တအံပြည်ရဲတပ်ဖွဲ့ကနေစစ်စစ်ဖမ်းဆီးရမိထားတဲ့ကြာဖြစ်လောက်ကန်တူအမျိုးသားစနဦးကိုမနေ့ဂျွန်လ၁၀ရက်နေ့မနက်ပိုင်းမှာတရုတ်နိုင်ငံရွှေလီခရိုင်ရဲတပ်ဖွဲ့တန်းလွှတ်ပြောင်းပေးခဲ့ပါတယ်။အဲ့ဒီလိုလွှတ်ပြောင်းရမှာတအံပြည်နမ်ခမ်မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတရုတ်နိုင်ငံအစိုးရရဲ့ရွှေလီခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံလွှတ်ပြောင်းပေးခဲ့တာပါ။ ကြာဖြန့်လို့ခေါ်တဲ့ online ငွေလင်ကိုင်းလောက်ကိုင်းတူကိုရွှေလီခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတရုတ်နိုင်ငံအတွင်းတပ်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့တွေထံပြန်ပြီးလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ကြာဖြန့်လောက်ကိုင်းတူတွေကိုတောင်ပြေနမ်ခမ်ကုခိုင်နဲ့နမ်ဒူမြို့နယ်ရဲတပ်ဖွဲ့တွေကစစ်ဆေးဖမ်းဆီးရမိထားတာဖြစ်ပြီးနမ်ခမ်မြို့နယ်မှာ၄ဦး၊ကုခိုင်မြို့နယ်မှာ၅ဦးနဲ့နမ်ဒူမြို့နယ်မှာ၃ဦးစုစုပေါင်း၁၂ဦးဖြစ်ပါတယ်။ ။နမ်ခမ်နဲ့ကုခမ်မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိတဲ့ကြားဖြန့်တွေဟာစစ်စေးရေးဂိတ်ကနေဖမ်းဆီးရမိထားတာဖြစ်ပြီးနမ်ဘူမြို့နယ်မှာတော့ကြားဖြန့်လုပ်ငန်းလုပ်ကင်ဖို့စီစီနေချိန်တရင်အရဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံရွှေလီခရိုင်ရဲတပ်ဖွဲ့ထံလွှဲပြောင်းခဲ့တဲ့ကြားဖြန့်လုပ်ငန်းလုပ်ကင်တူတွေဟာတရုတ်နိုင်ငံသားတွေဒါဖြစ်ကြပါတယ်။မိမိတို့ညီနောင်မဟာမိတ်ကပြုလုပ်တဲ့တိတ္တမြနှစ်ခွန်စစ်စင်ရေးရဲ့ ဦးစားပေးလုပ်ငန်းစဉ်ထဲမှာအွန်လိုင်းငွေလေကိုင်းလုပ်ငန်းလုပ်ကိုင်းသူတွေကိုထိထိရောက်ရောက်အရေးယူနိုင်ဖို့ပါဝင်ပြီးတော့တားမြေရဲတပ်ဖွဲ့အနေနဲ့နေနမိတ်ချင်းထိဆက်နေတဲ့တရုတ်နိုင်ငံရွှေလီခရိုင်ရဲတပ်ဖွဲ့နဲ့နေဆက်တလျှောက်တည်ငြိမ်အေးချမ်းရေးအတွက်ဒုစရိုက်တားဆီးနေနှင်းနေလုပ်ငန်းတွေကိုအပြန်အလှန်ချိတ်ဆက်လှုပ်ဆောင်နေပါတယ်။ဒါအပြင်ရွှေလီခရိုင်ရဲတပ်ဖွဲ့ကအလိုရှိတဲ့ရာဇဝတ်သားတချို့ကိုလည်းတားမြေရဲတပ်ဖွဲ့ကစီစစ်ဖမ်းဆီးပြီးလွှဲပြအနှံနာတွေရှိပါတယ်ရှင်။ chúng bạn đi bớt xem mình bớt